အဲဒါလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲလေးလာကြအောင်နော်ပတ်စံပူတောင်းတာပတ်စံပူတောင်းလဲဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောလဲ overcharge o v e r c h a r g e overcharge ဟလာ taxi driver ကကျွန်တော်ကိုပတ်စံပူတောင်းဖို့ကြိုးစားနေတယ် the taxi driver is trying to overcharge me ဟလာအဲဆိုရင် taxi driver ကျွန်တော်ကိုပတ်စံပူတောင်းဖို့ကြိုးစားနေနောက်ရှက်တယ်နောက်ရှက်တယ်ဆိုဘယ်လိုပြောလဲ disturb D I S T U R B disturb ငါ့ကိုမနောက်ရှင်နဲ့ငါစာကြက်နေတယ် Don't disturb me I'm studying ငါစာကြက်နေ Don't disturb me I'm studying ငါစာကြက်နေမနောက်ရှင်နဲ့အရှက်ရအောင်လုပ်တယ်အရှက်ရအောင်လုပ်တယ်ဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် embarrass E M B A R R A S S embarrass embarrass အရှက်ရအောင်လုပ်တာ ငါတငယ်ချင်းတွေရှေ့မှာငါ့ကိုအရှက်ရအောင်မလုပ်နဲ့အဆိုရင် don't embarrass me in front of my friends အလိုပြရနော် don't embarrass me in front of my friends တငယ်ချင်းတွေရှေ့မှာအရှက်ရအောင်မလုပ်နဲ့လောင်တာလောင်တာဆိုလို့ပြော mock m o c k mock လာသူတို့ကငါအမှားလုပ်လို့လောင်နေကြတယ်အဲ့လိုပြောတယ် they are mocking me for making a mistake သူတို့ကငါအမှားလုပ်တဲ့အတွက်လောင်ကြတယ်ပေါ့နော်လောင်တာ mock m o c k mock လားကြိုတာလားကြိုတာဆိုရင် pick up p i c k pick u b f pick up ငါနေ့လယ်နှစ်နာရီမှာမင်းကိုငါလားကြိုမယ်အဆိုရင် i will pick you up at 2 pm နေ့လယ်နှစ်နာရီမှာငါလားကြိုမယ်အဆိုရင် pick up ဆိုရင်လားကြိုတာလိုက်ပို့တာဆိုရင်ဟာလား take နဲ့တောင်းရရယ်နော် take t a k e take နဲ့တောင်းရငါမင်းကိုလေစိတ်လိုက်ပို့မယ်ဆိုရင် i will take you to the airport. To the airport. I will take you to the airport. That's why I'm lazy like I'm take me a drive. D-R-I-V, drive. Don't like me. So I'm come on like I will drive you to the airport. I will drive you to the airport. That's why come on like အဲဘာနဲ့လိုက်ပုံမှန်မသိဘူးအဲ့ဆိုရင်ဟလာဟိုမီယောရထားနဲ့ပဲလိုက်ပွဲပဲတက်ခစီစင်းကားပဲလိုက်အဲ့လိုမျိုးလိုက်ပို့ရဲဆိုရင်တော့ I will take you to the airport ကိုတိုင်ကားမောင်းပြီးလိုက်ပို့ရဲဆိုရင်တော့ I will drive you to the airport အဲ့လိုပြောရဲနော်တနေရာမှာချတာဒါမင်းကိုဂိတ်ပေါက်မှာချခဲ့မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင် drop off D R O P drop O F O F F off drop off drop off I will drop you off at the gate မင်းကဂိတ်ဝါမှာ ခြခဲ့မယ်လို့မြင်တနေရာမှာခြတာ I would drop you off at the gate line no ဆက်တာဥမာလေးစိတ်ကိုလိုက်ပြီးတော့မှတငယ်ချင်းပြန်တော့မှမလို့ကွာလေးစိတ်ကိုလိုက်ပို့ပြီးနှုတ်ဆက်တာအဲဆိုရင် see off နဲ့တောင်းတယ်နော် see off I will see you off at the airport အမင်းကိုလေးစိတ်ထိလိုက်ပို့ပြီးတော့နှုတ်ဆက်မယ်နော် I will see you off at the airport အဲ့လိုပြောရနော်တခုခုလုံးမဲ့အစားဆိုရင် instead of instead of I S T E A D instead verb of instead of now gabalai le so now do mho verb ing lai de no instead of asa sura asa shi drink water instead of sura. sura asa shi tau ba say shop be da so yin lo w e -L. lower the price P R I C E price lower the price ဒါဆိုရင် Z shop ပဲကျေးဇူးပြုပြီ mean Z shop ပြလို့ရမှာအဲ့ဆိုရင် can you lower the price please lower the price ဒါဆိုရင် Z shop တော့ဗျာနော်ဟုတ်ပြီပို့ပြီးမမိတော့နောက်တစ်ခါတော့ဆိုကြည့်အောင်ပိုက်ဆိုင်ပူတောင်းလဲဆိုရင် overcharge နောက်ရက်တဲ့ဆိုရင် disturb အရှက်ရအောင်လုပ်တဲ့ဆိုရင် embarrass embarrass လောင်လဲဆိုရင် mock လာကြိုးလဲဆိုရင် pick up လိုက်ပို့ရဆိုရင် take နဲ့တုံးရတယ်ကိုယ်တိုင်ကားမောင်းပြီးတော့လိုက်ပို့ရဆိုရင် drive နဲ့တုံးရ I will drive you to the airport တမော I will take you to the airport ဒီနေရာမှာချရဆိုရင် drop off လိုက်နှုတ်ဆက်တယ် see off တခုခုအစားဆိုရင် instead of instead of wasting your time work hard study hard study hard instead of wasting your time ဟုတ်လားမင်းအချိန်ဖြုံးမဲ့စားစားကြိုးစားစီလျှော့ပြီးဆိုရင် lower the price အဲနားလည်းမထင်ပါနော် အဲဒီစကလုံးလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဒါလေးသိထားသင့်တယ်နော်ဟုတ်ပြီတနားရီတစ်ခါတနားရီတစ်ခါဆိုဘယ်လိုပြောလဲ hourly h o u r l y hourly တနားရီတစ်ခါဥပမာယထာကတနားရီတစ်ခါစိုက်တယ်ဆိုရင် the train arrives hourly ယထာတနားရီတစ်ခါစိုက်တယ်ပေါ့နော်ဟုတ်ပြီနေ့စဉ်နေ့စဉ်ဆိုရင် daily d a i l y daily ဒါဆိုရင်နေ့စဉ်ကျွန်တော်ကနေ့စဉ်လမ်းလျှောက်ထွက်တယ်လမ်းလျှောက်သွားတယ်အဲ့ဒါဘယ်လိုပြောလဲ I go for a walk daily ကျွန်တော်နေ့စဉ်လမ်းလျှောက်သွားတယ် I go for a walk daily အပတ်စဉ်အပတ်စဉ်ဆိုရင် weekly ဒါဆိုရင်အပတ်စဉ် weekly ကျွန်တော်ကအပတ်စဉ် shopping ထွက်တယ် I go shopping weekly ကျွန်တော်အပတ်စဉ်ဟလာ shop shopping ထွက်တယ်နှစ်ပတ်တစ်ခါ by weekly by weekly ဒါဆိုရင်နှစ်ပတ်တစ်ခါသူကနှစ်ပတ်တစ်ခါလာစားရတယ်အဲနှစ်ပတ်တစ်ခါလောအားကရတယ်ဗောနော် လာသာဆိုလာကုန်မှာပေးကြတာများတာဟုတ်ပြီနှစ်ပတ်တစ်ခါသူလှူအားကရတယ်အဲ့ဆိုရင် he gets paid by weekly he gets paid by weekly နှစ်ပတ်တစ်ခါလှူအားကရလာစင်လာစင်ဆိုရင် m o n t h l y mentally mentally လာစင်ကျွန်တော်ကလာစင်ဟလာအခန်းကားကပေးတယ်အဲ့ဆိုရင် I pay rent mentally. I pay rent mentally. You know? Lazy I can shin no? Listen, eh? Yearly. Y E A R L Y. Yearly. That's right. Nissin. Denoroga Nissin key trade. We take a trip yearly. We take a trip yearly. That's right, you know. Nissin key trade, no? Eh. A dog called Nissin Bede. interest is paid yearly ဒါဆိုရင်အတိုးနှစ်စင်ပေးတယ်ပေါ့နော်အဲနားလည်မို့ထင်ပါတယ်အင်္ဂလိပ်စကားပြောအခြေခံနေစလေ့လာနေပြီဆိုရင်ဒါမျိုးလွယ်တဲ့စကားစုလေးတွေကနေစလေ့လာပြီမယ်နော်မရှက်မကြောက်လိုက်ပြောဖို့လိုပါတယ်နေ့စဉ်လေ့ကျင့်ဖို့လိုပါတယ်နော်ဟုတ်ပြီဒါလေးတွေကိုအင်္ဂလိပ်လိုပြောလေလေ့လာကြအောင်နော် eye on sight eye on sight ဆိုရင်ဘယ်လိုပြောလဲ pay attention p a y pay a t t e n t i o n attention pay attention pay attention please ပေါ့နော်ကျေးဇူးပြုရေးအာယုံဆိုင်ပါ pay attention အာယုံဆိုင် pay attention pay attention အာယုံဆိုင်အဖြေတွေကိုစစ်စာမွေးဖြေပြင်ရင်ဟလာအဖြေတွေကိုပြန်စစ်တာပေါ့ပြောနော်အဖြေတွေကိုစစ်ပါဆိုရင်မလို့ပြောမယ် check C H E C K check your answers check your A N S W E R S answers check your answers ဟလာအဖြေတွေကိုစစ်ပါ ဝစားဝဲဝစားဝဲစင်လို့ပြောတယ် get dressed အပြင်သွားတော့မှဆိုရင်ကွာဟလာအင်းအင်းဝစားနေပြီးတော့မှအပြင်သွားဖို့တော့နည်းနည်းဟလာဝစားတတ်တတ်ရဲ့ဝစားလေးကိုလဲတာပေါ့ဝစားဝဲအဆိုရင် get dressed get d r e s s e d dress get dressed ဝစားဝဲဟလာကူးဆိုင်နားထောင်အဲ့လိုပြောရမယ်နားထောင်လို့ဆိုရင် listen l i s t e n listen listen carefully c e r e f u l l y carefully listen carefully home. Sit Sit ကြည့်ရစိုက်နားထောင်ပါစိတ်တော့စိတ်တော့ဆိုလို့ရတယ် take your medicine take your medicine m e d i c i n e medicine take your medicine Sit ဟလာစိတ်တော့ပါပေါ့နော်အသက်ပြင်းပြင်းရှူအသက်ပြင်းပြင်းရှူဆိုရင်ဘယ်လိုပြောလဲ breathe b r e a t h e breathe d e e p l y deeply breathe breathe deeply. That means you will be on. no? Breathe deeply. Let me show you. Lam shone, lam shone, don't give up. Don't give up. That's right. Lam shone, no? Don't give up. Let me show you. Hala, mask, master, mask. Hala, mask, madabo, no? Mask duck, swing. Blue yale. Wear a mask. W E A R, wear. mask mask wear a mask ဟလာ max step ပေါ့နော် wear a mask နောက်ကြစင်းနဲ့ don't လိမ်မဟုတ်ဘူး don't be late ဘာလို့လဲဆိုတော့ led light က adjective ဖြစ်တဲ့အတွက်ကြောင့်ပေါ့နောက်မကြစင်းနဲ့ဆိုရင် don't be late ကျွန်တော်နောက်ကြတဲ့အတွက်တောင်းပန်ပါတယ်ဆိုရင် i'm sorry for being late ဟလာ preposition နောက်က verb ing သုံးလုံးနောင်းလိုက်တယ် let လိုက်က adjective ဖြစ်တဲ့အတွက်ကြောင့်ရှေ့က verb to be being being ထည့်ပြရတယ် verb ing ဖြစ်သွားတော့เนาะအဲ့ကြောင့်မလို့ i'm sorry for being late i'm sorry for late မဟုတ်ဘူး i'm sorry for being late နောက်ကြတဲ့အတွက်တောင်းပန်ပါတယ်ဗောနော်အဲ့တော့မထိနဲ့ don't touch t o u c h touch ထိတာအဲ့ဒါကိုမထိနဲ့ဆိုရင် don't touch that အဲ့ဒါကိုမထိနဲ့အဲ့လိုပြောရင်နော်ဟုတ်ပြီ နောက်တစ်ခါလောက်ဆိုကြအောင်နော်ပို့ပြီးတော့မှတ်မိသွားအာယုံဆိုင်ပါ pay attention please အဖြေတွေစ you check your answers ဝစားဝေး get dressed ကြည့်ဆိုင်နားထောင် listen carefully sit down take your medicine အတက်ပြင်းပြင်းရှူ breathe deeply breathe deeply လမ်းမလျှော့နဲ့ don't give up mask deck. wear a mask နောက်မကျစေနဲ့ don't be late အဲ့ဒါမှမထိနဲ့ don't touch that ဟုတ်ပြီ အဲ့ဆိုရင်ပမာလိုပြောမယ်အင်္ဂလိပ်လိုဘယ်လိုပြောလဲ comment မှာမှန်ကြည့်ပါအောင်နော်ရှေ့ကိုတဲ့တဲ့သွားရှေ့ကိုတဲ့တဲ့သွားအဲ့ဆိုရင်အင်္ဂလိပ်လိုပြောလဲ comment မှာဖြည့်ပေးမယ်နော်အဲဒီနေ့တော့ဒီလောက်ပါပဲ that's all for the thanks watching bye bye